မင်းသားကြီးကြော်ဟင်းနဲ့တူတယ်ဆိုပြီးထင်ကျေးပေးခံရတဲ့အေးချမ်းမောင်ချမ်းမောင်ကတော့တတိငငယ်လေးနဲ့သူ့ရဲ့ယောက်ျားဆံမှုကြောင့်မင်္ဂလာပရိသတ်တွေအများပြားရရှိထားသူပဲဖြစ်ပါတယ်။အေးချမ်းမောင်ကတော့ဇကာပေါင်းများစွာကိုရိုက်ကူးထားပြီးကြောက်ရဆဲရုပ်တွေကိုပြပြဆွာတယောက်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချက်ကိုလက်ခံရရှိထားတာပဲဖြစ်ပါတယ်လူအများသဘောကျရတဲ့ချက်ကတော့အင်းစစ်စစ်နေတတ်ပြီး deep voice နဲ့ယောက်ျားဆန္ဒကြောင့်မင်းကလေးတတော်မများရဲ့ idea type ဖြစ်နေတာပဲဖြစ်ပါတယ်အဲကြောင့်မဆက်ကူထားတဲ့မင်းကလေးကတော့သပင်ရှိရှိနဲ့သူ့လိုမျိုးအင်းလေးနေတတ်တဲ့သူမျိုးပဲဖြစ်ပါတယ်အဲကြောင့်မက fan အပေါ်ချစ်ပြီး fan တွေအတွက်ရည်ရွယ်ကောင်း ဒဲဝိမီစီစဉ်မှာဝင်ရောက်ခဲ့ပြီးဖန်ကဲလေးတွေနဲ့အတူတူပြောခဲ့ကြပါတယ်ဒဲဝိမီရဲ့နောက်ဆုံးဝင်လာရသွားတဲ့ဖန်ကဲလေးတွေဟာလည်းအချောနာလေးဖြစ်ကောင်းလူအများကလိုက်ဖတ်တယ်တကယ်တော့တွဲသွားရင်ကောင်းကြမယ်ဆိုပြီးပြောနေကြပါတယ်ဒဲဝိမီစီစဉ်မှာ special guest အနေနဲ့မင်းမြို့ကပါဝင်ခဲ့ပါသေးတယ် လက်ရှိမှာဆိုရင်လည်းမင်းမြင့်မော်နဲ့ရက်ဆက်ဆုံးအနမ်းဆိုတဲ့ဇာတ်ကားကိုအထူးထူးတွဲရထားကြတာဖြစ်ပြီးနှစ်ယောက်စလုံး chemistry မိတာကြောင့် brother တွေကရှင်းနေကြပါသေးတယ်။ယခုမှလည်းအေးချမောင်ရဲ့သရုပ်ဆောင်မှုတွေဟာမင်းသားကြီးကျော်ဟင်းနဲ့တွေ့ရဆိုပြီးသင်ချေးပေးတာခံနေရတာပဲဖြစ်ပါတယ်။မင်းသားကြီးကျော်ဟင်းဆိုတာကတော့တစ်ခေတစ်ခါကလေးကသူ့ရဲ့တဘာဝဆန်တဲ့ item ကားမှုနဲ့သရုပ်ဆောင်ပြပြမှုကြောင့် brother တွေရဲ့ချစ်များစွာကိုလက်ခံရရှိထားပဲဖြစ်ပါတယ်။ကျော်ဟင်းကလူသားသေးသွားခဲ့ပေမဲ့လည်းနမယ်ကတော့မသေးသွားခဲ့ပါဘူး။ ယနေ့ချိန်ထိသူ့ရဲ့ပြိဿများစွာကသတိတရားနဲ့တန်းတားနေကြဆဲဖြစ်ပါရင်ကျော်ဟင်းရဲ့ပြိဿတွေကသူ့ရဲ့နိပညာရဲ့ချင်းကိုဘယ်သူမှမမီနိုင်ဘူးဆိုပြီးပြောကြပါသေးတယ်တို့ပေမဲ့လည်းတချို့သောပြိသက်တွေကအေးချမကိုကြော်ဟင်းနဲ့တူတယ်ဆိုပြီးထင်ကျေးပေးနေကြပါတယ်။တချို့သောပြိသက်တွေကနေဝင်းကမှမင်းသားကြီးကြော်ဟင်းနဲ့ပို့တူတယ်ဆိုပြီးပြောနေကြပါတယ်။မင်းသားကြီးကြော်ဟင်းရဲ့အမှုရာနဲ့ဟပ်ပန်တွေကိုတော့ယနေ့ခေတ်ရဲ့ဗင်းမင်းသားနဲ့မှမရှင်းနိုင်တော့ပါဘူး။ ရတတရဲ့ရင်ထဲကကျော်ဟင်းကတော့ကျော်ဟင်းပါပဲမင်းသားကြီးကျော်ဟင်းနဲ့အေးချမ်းမောင်တို့ကတူမတူဆိုရကုန်ရတတရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ အပူလောက်တယ်လို့ထင်ခန့်ရလောက်တဲ့အထိမွေကြောက်တာပါဆိုတဲ့မေမီကိုကိုပြည်သူများလုံးပဲမိကလာပါသရုပ်ဆောင်မေမီကိုကိုကတော့ခုနောက်ပိုင်းမှာသပင်းသေးများနေစီဇက်ကားထဲမှာခေါင်းဆောင်မင်းသမီးဖြစ်အပဝင်ခဲ့တာဖြစ်တဲ့အတွက်စန်တာပေါက်နေတဲ့အချိန်ပဲဖြစ်ပါတယ်အရင်ကလေအမတီဗီဖုန်းရုပ်သံလိုက်မှာပြည်ရိုင်ဇလန်တွဲမှာဆက်လို့အောင်မြင်လာခဲ့ပေမဲ့သူမရဲ့တရုတ်ဆောင်ရဲချင်းကိုလူအများကသတိမထားမိခဲ့ကြပါဘူးအခုတော့အောင်မြင်နေတဲ့အချိန်မှလည်းသူမကိုတိုက်ခိုက်လို့တဲ့သူတွေက အခြားတယောက်ဆောင်တွေကညင်းတဲ့ character တွေပဲရိုက်ရတဲ့မင်းသမီးလို့ပြောလာကြတဲ့အပေါ်မှာလည်းသူမဟာရုပ်ရည်နဲ့ပတ်သက်ပြီးဝေဖန်ရင်တော့သူမစိတ်မထိခိုက်ရပေမဲ့အခုတော့အလောက်ကိုင်းနဲ့ပတ်သက်ပြီးစော်ကားပြောဆိုလာရင်တော့အတော်လေးစိတ်ထိခိုက်ရပါတယ်လို့လည်းဖြစ်ရှင်းထားပြီးသားဖြစ်ပါတယ်မိမိကိုကိုဟာခုချိန်မှာတော့ဇကားတဲ့တပုတ်မှာပဝင်ရိုက်ခုနေပြီပဲဖြစ်ပါတယ်။အဲဒီဇကားထဲမှာတော့ခင်တိုင်းရဲ့သမီးဖြစ်သူသစင်ထွမြင့်ကလူဝင်စားဖြစ်ပဝင်ရိုက်ခုထားပဲဖြစ်ပါတယ်။အဲဒီဇကားထဲမှာမော်ရင်နဲ့မွေးရင်ပဝင်နဲ့အတွက်အတော်လေးစက်သိန်းထားစရာကောင်းတယ်လို့လည်းဆိုပါတယ်။ မိမိကိုကိုကဝင်းနဲ့ပတ်သက်ရင်အတော်လေးကြောက်တတ်တဲ့သူပဲဖြစ်ပါတယ်။ဝေဆိုတဲ့အတန်ကြောက်ရင်တော့သူမအတွက်အတော်လေးလန့်စရာဖြစ်နေတဲ့အတွက်ကြောင့်အဲဒီစကားသစ်မှာသစင်ထွမြင့်ကဝင်းနဲ့ရိုက်ကိုခဲရတာတွေကိုကြည့်ပြီးကြောက်ခဲရတယ်လို့ဆိုပါတယ်။သစင်ထွမြင့်ကတော့ခင်လာရဲ့သမီးဖြစ်ပေမဲ့လည်းမပြညာလန့်ကြောက်မှာသူ့အသူကိုရင်တလန်းနေတဲ့သူပဲဖြစ်ပါတယ်။ဇကားရီမှာအရာဖြစ်စတဲ့ပဝင်ခဲ့ပြီးမှအေးကြီးတဲ့ခန်းတွေကိုလည်းအခုနောက်ပိုင်းမှာလက်ခံရိုက်ကူးလာရတာပဲဖြစ်ပါတယ်။ အခုစကားသစ်မှာလည်းမွေအစ်စ်တေကိုတုံးပြီးရိုက်ကူးခဲ့ရတာကြောင့်သူမရဲ့ရေချင်းအစ်စ်မန်တွေထုတ်ဖော်ပြသခဲ့တဲ့အပေါ်မှာလည်းမိမိကိုကိုကချီချိုးပေးထားပါသေးတယ်။မွေတွေနဲ့ပတ်သက်ရင်ဘလောက်ပဲဇာတ်ရင်ကောင်းပြီးအထက်ကဆက်ဆောင်နေရရပါစေ။ဘလို့မှလက်မခံနိုင်ကြောင်းကိုလည်းပြပြလာပါသေးတယ်။အပြင်လူကကြည့်ရင်တော့အဖို့လုတ်တယ်လို့ထင်ရလောက်ပေမဲ့မွေနဲ့ပတ်သက်ရင်တော့ဟမ်မဆောင်နိုင်တာဖြစ်ပြီးတခါတလေသူမကိုသူမတောင်အဖို့လုတ်တယ်လို့ထင်မိတယ်လို့သူမရဲ့ဖြစ်ကိုရီမောပြီးပြပြလာခဲ့တာပဲဖြစ်ပါတယ်။မိမိကိုကိုရဲ့မွေချောက်တက်တဲ့အကြောင်းတရားနဲ့ပတ်သက်ပြီးဘရစ်တိုရဲ့ မြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ